မင်္ဂလာပါဗျာအားလုံးကျေးဇူးပါသည်ချမ်းသာပါသည်ဘာရဲကိုမျက်နှာမြင်ဘဲကိုတကြလို့အားလုံးပျော်ရွှင်ပါသည်ကျောင်းကိုပိုင်စုဝင်ပေါင်းတော်ပါသည်ဗျာအမေစုလုပါသည်တို့ဦးဝင်းမြင့်လုပါသည်တို့ဘာပြောတတ်လို့ဘာညာသူပတ်ကြလဲဆ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 ဲနောက်ကြတော့သူ့ကိုငားငားနဲ့လားမသိပါဘူးဒါတရားဆွဲလိုက်တဲ့လှိုင်မျိုးနေရလားကျွန်တော်ထင်တော့ပါတော့လှိုင်မျိုးနဲ့တရားရုံကထင်အဲလှိုင်မျိုးနဲ့အမိတ်ချလိုက်တာလားပါအဲကဲထားပါတော့ကျွန်တော်သိတာအခု ထောင်းအပ်လွတ်လာတဲ့ခါလေးမှာသူပြောတာလေးကိုကျွန်တော်တို့အတူတူကြည့်ပြီးတော့ reaction လုပ်ပြီးတော့ပျော်ကြရအောင်။ဟာဟုတ်ကဲ့ခြေလောက်သာသောမြန်မာများခင်ဗျာကျွန်တော်ငါးမင်းဆွေဒါနွေမာ29နှစ်မနေ့ရအင်းစိန်အချင်းတော်ကပြန်လွတ်လာပါခင်ဗျာ။ဟုတ်ကဲ့ဈာမကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျာနော်အဲအထဲမှာကျွန်တော်ကတနေ့ကို၄နာရီပေါ့နော် လေးနိုင်လောက်လမ်းလျှောက်တယ်ဗျဒီနိုင်လောက်လမ်းလျှောက်တယ်ဆိုတနေ့ဆက်နှစ်မိုင်လောက်လမ်းလျှောက်တယ်ဗျเนาะတနေ့ဆက်နှစ်မိုင်လောက်လမ်းလျှောက်တယ်ဆိုတော့အဲပိတ်နေဟုတ်ကဲ့ဟိုလမ်းများများလျှောက်လို့ပိတ်နေเนาะအစားလည်းစားတယ်လမ်းလည်းလျှောက်တယ်အဲ့တော့ဝိတ်ကျသွားတော့ဗျာထောင်ထဲဝင်တော့165ပေါင်အခုထောင်ကထွက်လာတော့145ပေါင်မရှိသေးဗျเนาะပေါင်40လောက်ကျသွားတယ်ကျမကြီးကတော့ဟိုအသက်70နှစ်70နှစ်က ဟိုလူငယ်လေးလို့ဟာခလေးလေးလို့တောင်းတောင်းမြည်ပြန်ဖြစ်သွားတယ်ဗျာနော်ဖြတ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 ်တော့လာကျွန်တော်နန်းချောက်တော်တော်များတယ်ဗျာနော်အဲအရန်ကြမ်းမကြီးကောင်းသွားတယ်နော်အဲအဲ့ဒါတခုကတော့ထောင်ကြတာကျွန်တော်တို့အကျိုးမြတ်နော်အများကြီးဖြစ်သွားတယ်ဗျာနော်ကျွန်တော်တို့အကျိုးမြတ်အများကြီးဖြစ်တယ်ကြမ်းမကြီးရဲ့တန်ဖိုးကဘာနဲ့မှ နော်မလဲနိုင်ပါဘူးเนาะကျမ်းမာကြီးကတန်ဖိုးရှိဆုံးပါเนาะတန်ဖိုးရှိဆုံးရာကိုကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့เนาะတစ်နှစ်နဲ့၁၈ရက်ကြာတယ်အဲ့ဒီအတွင်းမှာကျွန်တော်ကျမ်းမာအောင်ကိုယ်ခန္ဓာကိုယ်ကိုတိဆောက်နိုင်ခဲ့တာပါเนาะဟုတ်ကဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်ကိုဟိုပြန်လွတ်ပေးတယ်เนาะနိုင်ငံတော်အစိုးရရောเนาะ အဲဒီနိုင်ငံတော် ကြီးကဲနော်ဘုရုံမူကြီးမင်းအောင်လှိုင်ရောအကုန်လုံးကျွန်တော်အဲဂျေစုတင်ပါတယ်ဗျာနော်ကျွန်တော်ဂျေစုတင်ပါတယ်။နောက်ကျွန်တော်ဟိုဒီအချင်းတော်ထဲမှာနော်အဲကျွေးမွေးဆောက်ရှောက်ကူညီခဲ့ကြတဲ့နော်အချင်းတော်ရာရှိရာသာဝန်ထမ်းအားလုံးကိုလည်းနော်ကျွန်တော်ဂျေစုတင်ပါတယ်နော်။အဲနောက်ပြီးတော့ကျွန်တော်အချင်းတော်ထဲမှာအဲစားရတယ်ဆိုတာနော်ဒီနိုင်ငံသားတွေရဲ့ နော်ပတ်စံပါနော်နိုင်ငံသားတွေအခွန်ငွေနဲ့နော်ကျွန်တော်ကိုကျွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အချင်းတော်နဲ့မှစားခဲ့တဲ့ထမင်းဟင်းနော်အဲကျွန်တော်ပဲဟင်းနဲ့စားရတယ်အသားကဆိုတဲ့တပတ်ကို၄ရက်စားရတယ်နော်အဲအဲ့ဒါတွေအားလုံးကနိုင်ငံသားတွေရဲ့ပတ်စံနဲ့အဲစားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ဒီနိုင်ငံသားတွေကလည်းဟုတ်လား ဒီတိုင်းပြည်ကြီးငြိမ်းချမ်းမှာပဲဒီနိုင်ငံသားတွေလည်းเนาะကျွန်တော်တို့ဟိုဟိုเนาะလူမှုစီးပွားဘဝတွေတိုးတက်လာမှာပေါ့เนาะအဲ့တော့ဒီနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေเนาะနိုင်ငံတော်ကြီးငြိမ်းချမ်းဖို့လည်းကျွန်တော်တတ်နိုင်တဲ့ဘက်ကเนาะတတော်တနေရာကကြားရနေရာကစ조사ပြီးသွားပါမယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့เนาะအဲ့ဒါပြောရင်းနဲ့နှုတ်ဆက်ပါတယ်เนาะအားလုံးအားလုံးเนาะအားလုံးနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေအားလုံးအဆင်ပြေကြပါစေအားလုံးချမ်းသာကြပါစေเนาะ ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ငားမရှိပါဗျာ။ဟောဒါကျွန်တော်ရဲ့ TikTok အကောင့်တက်ပါအရင်ဟောင်းအပြောင်းဝင်လို့မရဘူးဖြစ်နေတယ်။နော်ဟာတော့အားလုံးနော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟာငားမရှိပါနော်ငားမရှိတာတောင်းကြတယ်တောင်းတဲ့နဲ့လွတ်လာတယ်။အဲနိုင်ငံတော်အကြီးကဲကိုတော့ဒါပေါ်တော်မူကြီးကိုသူအဲကျေးဇူးအထူးတင်နေပေါ့နော်။ကျေးဇူးအထူးတင်နေပေါ့ဒါသူမိတ်ဆက်စကားပြည်သူတွေကို သူပိတ်သက်တွေပေါ့ဗျာသူပိတ်သက်တွေကိုပြောတာရှိတယ်။နော်တိုင်းသူပြည်သားသူကနိုင်ငံသားလို့ထည့်သုံးသုံးသားတယ်။ဒါပေမဲ့မစိုးလို့ကျွန်တော်တို့နေနဲ့သုံးသက်ရမယ်နော်။ဒါနိုင်ငံသားတွေဖြစ်တယ်။ကျွန်တော်တို့တွေကတိုင်းသူပြည်သားနိုင်ငံသားဖြစ်တယ်ဒါမှန်တယ်။ပြည်သူဆိုတာအကြမ်းဖက်တွေပဲ။အကြမ်းဖက်ပြည်သူတို့ပဲသုံးတော့ပါမယ်။အခုကသူတို့ကပြည်သူပြည်သူပဲပြောနေတော့သူတို့ပြောတဲ့ပြည်သူကအကြမ်းဖက်တွေပဲအကုန်လုံးတွေ့နေတော့အဲ့တော့အဲ့လိုမျိုးကျွန်တော်သုံးသုံးလိုက်တာဖြစ်ပါတယ်ဗျာ။နော်ကျွန်တော်တို့ကတိုင်းသူပြည်သားနိုင်ငံသားဦးငါမင်းဆိုပြောသားတဲ့ဟာလေးက မစိုးပါဘူးကောင်းပါနဲ့အဒီနာမှာကျွန်တော်ဖြတ်ပြီးပြောချင်တာလေးကအခုထောက်ကြသွားတယ်တိုင်းပြည်အတွက်ဘာအကျိုးရှိလဲတိုင်းပြည်အတွက်လည်းအကျိုးမရှိဘူးမိမိအတွက်လည်းအကျိုးမရှိဘူးနိုင်ငံအတွက်လည်းအကျိုးမရှိဘူးလူမှုပတ်ဝန်းကျင်အတွက်လည်းအကျိုးမရှိဘူးနော်မိမိကလူဖြစ်တယ်ထောင်ထဲမှာသွားရောက်နေတယ်ဘာမှလုံးလုံးမရဘူးထောင်ကျွေးတဲ့ထမင်းစားမယ်အိမ်ရပို့တဲ့ထောင်ဝင်စားပစ္စည်းနဲ့ထိုင်စားမယ်တနေ့ဆိုတနေ့ကုန်တယ်နှစ်နေ့ဆိုနှစ်နေ့ကုန်တယ်မိမိကတနေ့ကိုတနေ့တနေ့ကိုဗျာအပြင်မှာတစ်သောင်းချလို့ကျတလောက်သုံးသိန်းရှိတယ် နော်တနည်းဆို36သိန်းရှိတယ်ဟာလာကိုဝင်ဝင်ရအဲ့ဒီထဲမှာရောက်သွားတော့အဲ့36သိန်းဝင်မလားမဝင်တော့ဘူးလေဆိုကြဒါတနည်းတသောမှရှာတဲ့လူပြောတော့တိန်းရှာတဲ့လူတွေရှိတယ်အများကြီးရှိတယ်နိမ့်နာဆုံးချုံမှုတွေမိမိဘက်ကကောမရှိတာရှိတယ်အဲ့ဒါဘာကအဓိကကြတယ်လေမိမိရအတွေးခေါ်တွေကိုအစောမရောက်ဖို့လိုတယ်ညံ့ညတတတွေးတတ်ဖို့လိုတယ်အကျိုးရဲ့အကြောင်းအနေစဉ်းစားတတ်ဖို့လိုတယ်တပ်မတော်ကဒီ LRD ပါတီဟာလား အာနာထိန်းလိုက်တယ်။ဘာကြောင့်ထိန်းတယ်လဲဆိုတာကိုလည်းသိကြကြဒီလာဖို့လိုတယ်။အာနာထိန်းလိုက်လို့ဆိုပြီးတော့ပါပြဿနာရှာမဲ့အတူတူအာနာကိုဘာကြောင့်ထိန်းတယ်လဲဆိုမျှတာတဲ့အတွေ့မျှတာတဲ့အသိခေါ်အတွေ့ခေါ်အသိမြင်တွေကိုကိုကစဉ်းစားဆုံးဖြတ်ပြီးတော့မှဘယ်ဟာမှန်နဲ့ဘယ်ဟာမှဆိုတော့ဆုံးဖြတ်ပြီးတော့မှကိုပါလုံးဝမှန်ဆိုတာရက်ဒီမှကိုဘွားအတွက်ကောင်းမှာအရာရာကိုအမှန်မှားနဲ့ဆုံးဖြတ်ပါအရာရာကို စိတ်လိုက်မှန်ပါနဲ့မဆုံးဖြတ်ပါနဲ့။အားတော့ဘာပဲဖြစ် LRD ပဲကွာဆိုလဲအဲ့လိုမျိုးမန်မာနာတွေတက်နေအဲ့လိုမျိုးတွေဖြစ်နေတော့ ဒီအလဲဒီရလည်းကတော့ဘာမှမလုပ်ဘူးထောင်ချသွားတဲ့ထောင်ချသွားမှာပဲအဲဒီမှာထွထောင်ထွက်လာတာတွေပြောနေတဲ့ဇကားတွေအဲကျွန်တော်ကြားသိရပါတယ်ချက်ထောင်နှန်းဝင်လိုက်တယ်အာတောင်းတော့ဘာဖြစ်လဲညာဘက်ဆိုဆဲချူပါညာနဲ့တောင်းတော့ထိုင်ဆဲနေဆဲနေပြီးလည်းပြောတောင်းတော့ပါညာအချီညိုပြက်စင်မှုဘာဝင်ညာနိုင်ငံတော်ချီညိုပြက်စင်မှုဘာဝင်ညာနဲ့ချလိုက်အဲပြန်လဲထွက်လာနိုင်ငံသမားယူဖြစ်နိုင်ငံတော်ပြည်သူတွေကိုမဲဘာဖြစ်ညာဖြစ်လဲပဲဆိုဟိုစီယုံ၃၀လောက်အဲပြီးလဲပြီးလဲပြီးတော့အဲ အာနာရအောင်ဆိုပြီးတော့လောက်တာဒါကပါလို့ဖြက်လန်းနေတာဖြစ်တယ်။နော်။ထောင်ကြလို့ခင်ဗျနိုင်ငံရေးသမားလို့ကျွန်တော်တို့ကတော့မတတ်ပါဘူး။နိုင်ငံရေးသမားဆိုတာဒီနိုင်ငံပေါ်မှာကိုယ်ငငယ်တွေကဘလောက်ကောင်းတာတွေလုပ်လာလဲဘလောက်ဒီအကျိုးကျေးဇူးတွေပေးလာလဲနောက်ဆုံးပဲဗျာဟိုပရဟိတစာဘာကြီးလုပ်လာတယ်လဲဆိုတာဒါတွေအစကြည့်ရမယ်လူတယောက်ရဲ့ history တွေတမိုင်းကြောင်းတွေအကုန်လုံးနောက်ကြောင်းတွေကိုလိုက်ရမယ် ါ background light တယ်လို့ခေါ်တယ်။အဲ့တော့အဲ့လူတွေကနိုင်ငံရေးသမားနိုင်ငံရေးထောင်ကြကြတယ်နိုင်ငံရေးသမားတိုင်းပြည်အတွက်လုပ်တယ်ဘာညာဆိုတာဒါတကယ်မှန်ကန်တဲ့လုပ်ရသလားမှန်ကန်တဲ့အလုပ်တွေလားမှန်ကန်တဲ့အတွေးခေါ်တွေမှန်ကန်တဲ့အသိမြင်တွေလားဆိုတာကိုတော့စဉ်းစားသုံးသပ်တတ်ဖို့လိုတယ်ကျွန်တော် LND လက်ထက်မှာထောင်တက်တွေအများကြီးရှိတယ်။အဲလွတ်တော်တန်းမှာရောက်နေတာရှိတယ်။ ARV တိုင်းကိုဘယ်သူပိုင်လဲဆိုဥရှိင်းပိုင်တယ်ဆိုတော့လွတ်တော်ကိုယ်စားလှယ်ထားပြောတာတွေရှိတယ်။အဲဒါမျိုးတွေကျွန်တော်တွေ့ရတယ်။အဲတွေ့ရတော့တခါလေးကြမှာအဲ့လိုမျိုးတွေပေါ့ကျွန်တော်တို့ဟို အသေးကြမဲတပြားဆိုတာလေအုံနောက်ကြမဲတပြားကိုပို့ပြီးစဉ်းစားဖို့လိုတယ်နော်အဲ့တော့နိုင်ငံရေးသားတွေထောင်ကြကြတယ်ထောင်ကြပြီးထွက်လာတယ်ထောင်ကြပြီးထွက်လာတော့ဘာကြည့်လဲထောင်ထဲရောက်သူတို့ဘာကြီးတွေးနေကြမလဲထောင်ထဲရောက်ရင်လှုပ်ဖို့တွေးနေကြတယ်အိမ်ရမိပါတွေညီကောင်တော်ကတားမရတွေလွမ်းနေကြတယ်အေးဒါဒါတနဘတ်တဲ့နောက်နံဘတ်နဲ့ကစားဖို့ထပ်မန်းတယ်အာငါထောင်စားမလာသေးဘူး ထောက်သာပြတ်တော့ပတ်စံမရှိတော့ဘာညာဒီပုံစံနဲ့လည်းဘယ်သူမှမစားနိုင်ဘူးလေပင်းတစ်ခွက်နဲ့အဲညနေအသားဟင်းတို့ဘာညာဆိုအမဲသားဆိုလည်းပြအမဲသားလေးတဒုံလောက်နဲ့ရမယ်ဘလူကစားနိုင်မှာငပိမရှိတိုးစရာမရှိပါမရှိညာလေဒီတိုင်းမှလေပုံစံခွက်နဲ့တော့ညာပဲဆိုပင်းတစ်ခွက်ရမယ်ဗျာဒါလာမှအခုဒီဘက်ခစ်တွေမှာတော်တော်ကောင်းလာလို့ပင်းတွေအစပြပြနေနေတွေနဲ့ကောက်ကောက်မောင်စားနေတာတာလဘောဆိုလည်းကတော့တည့်တိုင်းယူဒီအဲ့ဒီထဲမှာပဲပြန်ဆိုင်တယ်ဗျာ အဲစိုက်ရွေးတွေလုပ်တယ်စိုက်ရွေးလုပ်တဲ့နေရာမှာတွားပြီးအရွက်တွေကူးတယ်ဓာတ်နဲ့ခုတ်တယ်ပါညာပြီးလို့ချေသူဘုံကြီးလာမိဖို့ကြောင့်ခေါ်ပါဘုံကြီးခေါ်ပါပေါ့အဲဒီမှာချက်တယ်ပြီးလို့ချင်းအဲဒီမှာရေတလောနဲ့ဘောနဲ့အဲဒါတိုက်ကြခိုက်ကြပေါ့ကျွေးကြပေါ့ဒါမျိုးရှိအဲ့တော့အဲဒီမှာရောက်နေလူကနံပါတ်1ခန်းစားမှုကဘာဖြစ်လဲနိုင်ငံရေးနဲ့ပဲကြကြခိုးမှုနဲ့ကြကြလူသားမှုနဲ့ကြနံပါတ်1ကမနက်မိုးလင်းလာသူတို့ခေါင်းထဲမှာရှိတာစားဖို့ ထောင်ကျသွားတဲ့လူတွေရဲ့နံပါတ်၁မနဲ့မိုးလင်းလာရင်သူတို့ကောင်းတဲ့မှာရှိတာစားဖို့။ဘာဖြစ်လို့လဲဆိုတော့ထောင်စားမရှိရင်ထောင်လာဖို့ပဲအစားမရှိလို့ရှိရင်ဘာဖြစ်လဲဆိုတော့စိတ်တွေစဉ်းရဲပြီးတော့လူတွေပါဆောက်ရုပ်တွေပါကြောက်။ဒါအဲ့ဒီထောင်နိုင်ငံရေးသမားတွေလည်းအဲ့မှာအဲ့ဒါတွေတော်မဲကြည့်လိုက်နော်။မဟုတ်စရာအကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးကြောက်အိုက်ထဲမှာမတွေ့ဘူး။မနဲ့ထောင်ဝယ်စားမရှိလို့စားစရာမရှိလို့ဆိုရင်ဒီပုံစံတွေနဲ့ဘယ်သူမှမစားနိုင်ဘူး။ဟုတ်လား။ဒါတော့အခုနောက်ပိုင်းတော်တော်ကောင်းလာတယ်။ တော်ကောင်းလားကျွန်တော်ကြားသိသလားဆိုအင်းစိတ်ဘက်မှာအင်းစိတ်ထောင်မှာဆိုလို့ရှိရင်ဒါငါးပေါင်းလို့ကြက်ပေါင်းတို့တောင်ကျွေးတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်ပဲရင်းဆိုလည်းပြစ်နေနေတာပဲဆိုအဲဒါမျိုးတွေကျွန်တော်တို့ကြားတဲ့ဆန်နေပါ냐ဆိုတော်တော်ကောင်းတယ်ပေါင်းတဲ့ဟာတွေနော်အပြည့်သူတွေတက်တော့ကောင်းကောင်းစားရတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်ဘောင်းချာမရှိတဲ့ကြဲကြတော့ဒါစိုက်ပြွေးတွေဒါဖတ်ဒိတ်ခေါ်မှာပေါ့ဗျာဖတ်ဒိတ်ခေါ်သလားဘလို့ခေါ်လဲဗျာအဲဒါအလုတ်အလုတ်ထွက်လောက်ရတဲ့သူတွေပန်းမင်ရေလောက်ပန်း နဲ့ခြိုက်ရွေးဒီမှာရေလောင်ဟိုလို့ဒီလို့ပါပဲဖုန်ကြီးတော့ပါတော့ညတော့အဲ့လိုလူတွေရှိတယ်အဲ့ထောင်ထဲရောက်နေတဲ့သူအားလုံးကနိုင်ငံရေးသမားဆိုလို့ချင်တယ်နိုင်ငံရေးတောင်းတဲ့ဘာမှစဉ်းစားပြီးတွေးတော့တိုင်မနာမဟုတ်ဘူးထောင်ဝင်စားအတွက်ပဲဆိုတာအေးအဲ့ရထွက်လာတော့မှအဲခိုင်းယိုကော့ရင်းယိုမော့ထောင်ဝရောက်တော့ပန်းကုန်းစော့အဲပန်းကုန်းလေးတွေစက်ကြအာနိုင်ငံရေးသမားဝါညာပြီးသွားဓာတ်ပုံလေးဘာညာရရပေါ့ဥဒါပြအေးအဲ့တော့မှနိုင်ငံရေးပြန်လောက်ပြန်ကောတဲ့မှာထောင်ထဲရောက်သွားပါပြီအချိန်ကုန်နေ အဲ့တော့အဲ့လိုမျိုးနိုင်ငံကြီးလုပ်နေမဲ့အတူတူပြင်မာပဲနေပြီးတော့တိုင်းပြည်ကိုဘလို့ကစပြီးနိုင်ငံကြီးလမ်းကြောင်းဝင်ရမလဲဟာလာနိုင်ငံကြီးရဲ့ပညာလေးအဲဒါလေးဘလို့ကနေစပြီးသင်ရမလဲကိုကရက်ွက်တန်းမှာကျတော့အရက်တောက်တယ်တောက်ပြီးတော့နိုင်ငံကြီးနိုင်ငံကြီးဆော့အော်နေတော့လေမဟုတ်ဘူးပြဘောင်မကြောက်ဘူးနော်ဘောင်လည်းမကြောက်ခွေလည်းမကြောက်လောက်ကိုပဲလုံလုံကျွန်တော်တို့ကတရားနိုင်ငံနဲ့လုံးစေခြင်းနဲ့ဒီနိုင်ငံကြီးနိုင်ငံကြီးပြောပြီးထောင်ထဲဝင်သွားကြပြန်တော့လည်းပဲမိမိတို့လည်းအခြေကုန်နဲ့နိုင်ငံရဲ့အကျိုးစီးပွားတွေလည်းဆုပ်ယုပ်တယ်ဘာကြောင့်ဆုပ်ယုပ်တယ်သူတို့တွေကို ကျွေးမွေးနေရတာဆိုတာဒါငွေကုန်နေဗျာအဲဟုတ်လားမကျွေးမွေးနေရတာကုန်နေထောက်ပြီးတော့ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းထဲမှာထည့်ထားဆိုဒီထောင်ထဲမှာရှိတဲ့လူတွေကိုစိတ်ယုံလုံးယုံနေထောင်မိထားလိုက်သွားအဲ့ထဲမှာအကုန်လုံးထောင်ကြတဲ့သူဆိုစိတ်ယုံနေမှာပေါ့တခါတည်းအလုပ်ဝင်သွေးတခါတည်းတခါတည်းလုပ် မဟုတ်တထေးတွေကအေးစိနှံ့နေတယ်အဲအောက်တန်းသားတွေတခိုးတဘိုးတွေကပိုင်းနိုင်တွေဝင်လာတဲ့ကောင်တွေကတလားတခါနလားတခါပေါ်ပေါ်ထွက်လိုက်ဝင်လိုက်လုံးနေတဲ့ကောင်တွေပါအဲကောင်တွေကပကံစီခွက်တိုင်မိလာစီဗာစီညာစီဆိုင်ပြိုးစွာဒါကြီးဖြစ်တယ်အဲတော့အဲတန်းမှာသူတို့အနာပေးပြီးအသားကျွေးတယ်လို့ဟိုအစားကျွေးပြီးတော့အနာပေးတယ်လို့ဖြစ်တယ်အဲ့ဒါကြီးမဟုတ်ဘူးကနေကျွန်တော်စိတ်ယုံကြည်လုံးမယ်တိုင်းပြီးတော့အကျိုးရှိအောင်ပဲပြန်လုပ်မယ်ဒါမျိုးတော့ကျွန်တော်ကဖြစ်စေချင်တာဒါတွေကကျွန်တော်တို့ကနိုင်ငံရေးဆိုတာဒါကိုပြောတာကျွန်တော်တို့ပြောတယ်ဆိုတဲ့နိုင်ငံရေးဆိုတာအဲ့ဒါ သူတို့ပြောတဲ့ဆိုတဲ့နိုင်ငံကြီးကတော့ငါထောင်ထဲဝင်သွားပဲအပေါ်ရလို့ကြဟိုလူတို့ဒီလူတို့အဲနိုင်ငံတော်အကြီးကြီးအခုပတ်စော်ကအစိုးရဆိုလဲဘယ်အစိုးရတက်တဲ့တက်လာတဲ့အစိုးရစော်ကအဲ့ဒါနိုင်ငံကြီးပဲနိုင်ငံနိုင်ငံကြီးသမားပဲဖြစ်သွားရောနော်အဲ့အားလေးတွေလည်းအတီးခေါ်အတွေးခေါ်တွေအတိတွေအတွေးခေါ်တွေမှားနေတာတွေကိုပြည့်စည်စေတယ်ပါလေနိုင်ငံကိုတကယ်ချစ်တယ်ဆိုရင်အစနေမှာ pride နေမှာစလုပ်ရင်တောင်မှဒါနောက်မကြောက်လို့ပြောခြင်းပါလေထောင်ထွက်တာကဂုံကြီးတာလည်းမဟုတ်ပါဘူးနော်ထောင်ကြပါတဲ့ဆိုတဲ့လူကနိုင်ငံကိုဒါတခုခု ပုံကန်စော်ကားခြင်းဒိုသီးမဟုတ်နိုင်ငံရဲ့ဥပဒေစီရင်စည်းကမ်းကိုဖောက်ပြခြင်းလို့ပဲကျွန်တော်တို့ကအဲတတ်မှတ်ပါတယ်ထောင်ကြတဲ့သူတွေကနော်နိုင်ငံမှာချမှတ်ထားတဲ့ချင်းချင်းစီကံဥပဒေကိုဖောက်ပြကျူးလွန်တဲ့သူတွေတာနဲ့ထောင်ကြတာများတာနော်အဲ့တော့နိုင်ငံရေးတော်သားတွေမှာလည်းပဲအဲလက်ရှိအစိုးရ LND တက်လဲ LND အစိုးရကိုတွားပြီးစန်းကျင်တစ်ခုလုံးလို့ချင်လိုက်ထောင်ကြမှာပဲအခုလက်ရှိတောင်းတော်ဆစ်စိုးရမှာလည်းဒီလိုမျိုးတွားလို့နေတယ်ပဲထောင်ကြကြမှာပဲထောင်ကြကြမှာပဲအဲ့တော့ကျွန်တော်တို့ကအဲ့လိုထောင်ကြသွားရင် အဲဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီလူတွေနစ်နာတယ်အချိန်ကြီးကုန်တယ်နိုင်ငံအတွက်လည်းအဆိုးကျိုးဖြစ်တယ်တကယ်နိုင်ငံရေးသမားတွေနိုင်ငံရေးလှုပ်ချင်ထောင်ကြကြမလို့ထောင်ကြအောင်မလုပ်နဲ့တိုင်းပြည်ကိုအစနိုင်ပြီးတော့နိုင်ငံအရေးတွေကိုစတင်တင်လုပ်ပါအာဏာရဖို့အတွက်နိုင်ငံရေးလို့မလုပ်ပါနဲ့အခုကကနိုင်ငံရေးသမားတွေကအာဏာရေးအာဏာရရေးအတွက်ပဲလုပ်နေတာကိုကျွန်တော်မြင်ရပါတယ်အာဏာရဖို့အတွက်ကနိုင်ငံရေးဆိုရင်တော့ကျွန်တော်မသိဘူးကျွန်တော်သိတဲ့နိုင်ငံရေးဆိုတာက တပြက်ကြီးဝင်လဲနဲ့အဲဒီနေရာလေးတန့်ချင်းသွားငါနိုင်ငံကြီးတန့်ချင်းသွားအငါနိုင်ငံနိုင်ငံရဲ့အရေးကိုငါလှုပ်ဆောင်ပေးတာဖြစ်တယ်ဆိုတာကိုပဲကျွန်တော်တို့ကတုံ့တန့်ပြီးပါတယ်ဒီတဲ့ကြီးတာကြီးတာစီဝါရေးပိုင်းစီဝါရေးပိုင်းလူမှုရေးပိုင်းဆိုလူမှုရေးပိုင်းပညာရေးပိုင်းဆိုပညာရေးပိုင်းတဒါတအားဝင်ပြီးတော့လှုပ်ဆောင်ပေးတာဟာဒါနိုင်ငံရေးလို့ကျွန်တော်တို့ကတုံ့တုံ့ပါတယ်နော်တက်ပါလေပြည်သူတွေအဲတိုင်းသူပြည်သားတွေကိုဘာဘာလုပ်ပေးမလဲညာလုပ်ပေးမလဲပြော့စီရောဝင်နေဖြစ်ဖြစ်ဒါက ကျွန်တော်အနေနဲ့ကတော့အာနာရရေးတာလေးလုပ်တဲ့ပုံကိုဒီလို့ကျွန်တော်တို့နဲ့အဲကျွန်တော်အမြင်အာရုံအတိအအဲ့လိုရှိပါတယ်မှားကောင်းလည်းမှားနိုင်တယ်ကျွန်တော်ညီကောင်မောင်နိုင်တယ်အတွေးအမြင်ကတော့ဘလို့တိပါတယ်လဲဘလို့တွေးခေါ်ပါတယ်ဆိုတော့ကျွန်တော် comment မှာရေးပေးလို့ရပါတယ်ကျွန်တော်ဖြစ်စေခြင်းနဲ့နိုင်ငံရေးဆိုတာဆိုတော့လို့ပေါ့အစအနေမှာစပြီးတက်ကနေစပြီး30လောက်ထိသွားတဲ့နိုင်ငံရေးကိုလိုချင်တာပါတို့ကအခုက30အနေနဲ့9နဲ့ဖြတ်ဝင်6ကနေဖြတ်ဝင်30တိတန်းဝင်ပြီးတော့မှမလုပ်တလဲဆိုရပြီးပြီး ဟိုဟိုတဲ့တိုင်းသူပြည်သားတွေကို노ဆော်ပြီးတော့မှအာနာရရေးတာလုပ်တဲ့အဲဟာလို့တော်တော်များများကိုကျွန်တော်မြင်တွေ့နေရတာဖြစ်တယ်เนาะနိုင်ငံရေးသမားဆိုတဲ့အမိခံယူပြီးတော့ဒီလိုအာနာရရေးအတွက်လုပ်နေတာကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်အဲ့တော့ကျွန်တော်အမြင်ကတော့ကျွန်တော်ပြောခြင်းဖြစ်တယ်အဲဒါတယောက်နဲ့တယောက်တူပါမလို့ကျွန်တော်ညီကောင်လည်းအမြင်ဟာဘလို့ရှိလဲဆိုတော့ကျွန်တော်ပြောပြဖို့တူအားလုံးတို့တာပြေပါစီတောင်းကိုစုမုံကောင်တောင်းပါတယ်ဦးငါးမင်းဆွေလည်းလွတ်လာတဲ့အတွက်ကျွန်တော်တို့ပျော်ရွှင်မိပါတယ်ဝမ်းသာမိပါတယ် အဲကိုစော်ဘုန်းကြီးလည်းပဲကျွန်တော်တို့ကဒါအများဆုံးလွတ်စေချက်ပါတယ်ဒီသူအမှုတမှုကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းပြောပါတယ်အမှုတမှုပြတ်သွားတယ်ဆိုလည်းပဲ၃နှစ်လောက်ကတက်တာသွားတာပဲ၃နှစ်ဆိုတဲ့အားလည်းမနေဘူးလေဒါနောက်ဒီရွေးကောက်ပွဲပြီးဗာပြီးညာပြီးဆိုတော့အဲကြားမဲ့လူငယ်တွေဗာညာနဲ့ဆိုတော့အဆင်ပြေသွားလောက်မယ်လို့ကျွန်တော်နည်းနည်းယူဆပါတယ်အားလုံးတို့ကြားလို့ရှင်တိုင်းပြည်သားတွေအားလုံးပြပြွှေရွှေနဲ့ ဲဒါတဘောတာတန်ပြုနိုင်ကြပါစေကြောင်းကိုဆုမကောင်းတောင်းပါတယ်ဗျာ။နောက်အချင်းကြနေတဲ့အချင်းသူအချင်းသားကြီးလည်းအမြန်ဆုံးလွတ်နိုင်ကြပါသည်။အမြန်ဆုံးလည်းပဲလောကငရဲလူငရဲမှလည်းဒါထောင်ကြတယ်ဆိုတာလူငရဲဖြစ်တာ။အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေကြောင်းကိုဆုမကောင်းတောင်းပါတယ်။